မမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ကျွန်မမိတ်ဆွေများအင်္ဂါသားသမီးများအားလုံးတလဆာအကောင်းအဆိုးများကိုဟောပြောမျှဝေပေးမှာဖြစ်ပါတယ်။ခုနှစ်လပိုင်းတလဆာပါ။အင်္ဂါသားသမီးတွေကအခုကျမရဲ့ဒီဗီဒီယိုလိုက်ကလေးကိုကြော်မသွားပဲနဲ့အစဆုံးလေးကြည်ပြီးသွားဖို့လိုအပ်ပါတယ်။ကျမအနေနဲ့အင်္ဂါသားသမီးများရဲ့ကောင်းကျိုးကိုလူလာတော့ကြောင့်အသေးစိတ်ကလေးကြည်ပြီးမှ ဖြစ်ပါတယ်လမ်းညွန်ပေးမှာဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုလစဉ်လာတိုင်းစောင့်မျှော်ကြည့်ရှုကြတဲ့ခொနရဲ့သားသမီးများအားလုံးရှစ်နေဖွာသားသမီးများအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်အခုအင်္ဂါသားသမီးများရဲ့တလစာကိုဟောပြောပေးမှာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးများကဒီခொနလာပိုင်းမှာဆိုရင်မိမိတို့အနေနဲ့ကကြတော့ပညာရေးနဲ့ပတ်သက်တာတွေ အောင်မြင်မှုတွေရရှိတတ်ပါတယ်ထောက်ပံ့မှုတွေရရှိတတ်ပါတယ်ခရီးနဲ့ပတ်သက်တာတွေလည်းအရန်အရန်ကောင်းပါတယ်အဲ့တော့ရေလန်းခရီးတွေနိုင်ငံရခြားခရီးတွေမှာ အောင်မြင်တတ်ပါတယ်အဲ့တော့နိုင်ငံရခြားခရီးတွေကိုကသွားမယ်ပြုတ်လုဆောင်ရွက်ထားတယ်နော်ပထမတစ်ခါတော့ပြတ်သွားတယ်ဒုတိယတစ်ချိန်ထပ်ပြီးတော့ပြုတ်လုထားတဲ့သူတွေဆိုလို့ရှိရင်တော့တည်ကြပါတယ်နိုင်ငံခြားခရီးတွေထွက်ရတတ်ပါတယ် အောင်မြင်တတ်ပါတယ်အဲ့တော့အင်တာဗျူးဖြေဆိုတာ၄စာမွေးဖြေဆိုတဲ့အခါမှာ၄ကုညီထောက်ပံ့မှုတွေရရှိပြီးတော့မှအောင်မြင်သွားတတ်ပါတယ်လူမှုရေးကိစ္စတွေမှာအနည်းငယ်ရှုပ်ထွေးတတ်ပါတယ်အင်္ဂါသားသမီးတွေကဒီခုနလပိုင်းမှာဆိုရင်စိတ်ပိုင်းဆိုင်ရာကလုံးဝမတည်ငြိမ်တဲ့ဘက်ကိုရောက်ရှိနေပါတယ်မိမိတို့အနေနဲ့ကြတော့မိမိတို့ရဲ့လှုပ်ဆောင်ချက်တွေကြောင့်မိမိတို့ရဲ့အောင်မြင်မှုတစ်စိတ်တစ်ပိုင်းတစ်ခုကြောင့်ကိုကိုကို နည်းနည်းလေးစိတ်ကြီးဝင်သွားတာမျိုးတွေဖြစ်ပြီးတော့မှလူမှုရေးကိစ္စတွေမှာစိတ်ဝမ်းကွဲစရာတွေတကယ်ချင်းမိတ်ဆွေတွေကြားထဲမှာစိတ်ဝမ်းကွဲစရာတွေဖြစ်တတ်ပါတယ်။ကိုယ့်ရဲ့နှုတ်ထွက်စကားလေးတခွန်းကြောင့်လွယ်လွယ်လေးနဲ့ဂတိပေးပြီးတော့မှဒီဂတိကိုမတီတာမျိုးတွေမှာဝေဖန်ပြောဆိုခြင်းတွေခံရတတ်ပါတယ်။ဂတိစကားတွေခုနလပိုင်းမှာပြတ်တတ်ပါတယ်။အဲ့တော့အင်္ဂါသားသမီးတွေကစကားပြောဆိုပြီးအထူးပင်တတိထားမှာဖြစ်ပါတယ်။အဲ့တော့ ကိုကအကြီးအကဲနဲ့ပဲဖြစ်ဖြစ်ကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့ပဲဖြစ်ဖြစ်စကားပြောတဲ့အခါမှာဂတိပေးတဲ့အခါမှာတေချာစဉ်းစားပြီးတော့ဂတိစကားတွေပေးစေခြင်းပါလေအလွယ်တကူပဲဂတိပေးလိုက်တာမျိုးတွေက နောက်ပိုင်းမှာပြတ်သွားတတ်ပါတယ် ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်အင်္ဂါသားသမီးများကအခုခုနှစ်လပိုင်းမှာဆိုလို့ရှိရင်အပြိုလူပြိုဆိုလို့ရှိရင်တော့ချစ်သူရေးစားရရှိတတ်ပါတယ်။အဲ့ဒီချစ်သူရေးစားကြောင့်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့လမ်းခွဲရတာမျိုးတွေစိတ်ဝမ်းကွဲစရာတွေလည်းကြုံရတတ်ပါတယ်။နောက်တစ်ခုကကြတော့ဒီခုနှစ်လပိုင်းမှာအခြေအနေပတ်သက်လို့ရှိရင်တော့ကိုယ့်အတွက်ကကောင်းတယ်လို့ထင်ရပေမဲ့လို့မမြဲခြင်းတွေကြုံတွေ့နိုင်ပါတယ်။ဘာမဟုတ်တဲ့ကိစ္စကြောင့်လည်းပဲလမ်းခွဲသွားရတာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့တော့တယောက်နဲ့တယောက်က ဒီအခြေအနေနဲ့ပတ်သက်လို့ရှိရင်ကောင်းတယ်လို့ထင်ရပါမယ်လို့အင်္ဂါသားသမီးများကတော့ဒီခုနလပိုင်းမှာပြောရမယ်ဆိုရင်တော့ဟွာချစ်သူမရသေးတဲ့အင်္ဂါသားသမီးတွေကိုမှာကျင်တာကဒီခုနလပိုင်းမှာကိုကအချစ်တစ်ကိုရှာဖွေတာမျိုးတွေချစ်သူအစ်စ်ထားတာမျိုးတွေမလုပ်ပါနဲ့။ဘာကြောင့်လဲဆိုရင်မငဲပါဘူး။နော်ပြန်ပြီးတော့ခွဲခွာသွားတတ်ပါလေ။ဟာပြန်ပြီးတော့လေသူက စိတ်တော့ကရောက်စရာကြုံပြီးတော့မှတယောက်နဲ့တယောက်တိုက်ခံနေဖြစ်ပြီးတော့မှလမ်းခွဲရတဲ့လမ်းခွဲရတဲ့အခြေအနေမျိုးတွေမှာရှိပါတယ်။အဲ့တော့အင်္ဂါသားသမီးများကအခြေအေးကံမကောင်းတတ်ပါဘူး။ခုနလပိုင်းမှာပေါ့နော်။နောက်တစ်ခုကကြာတော့အိမ်အောင်တယ်ပေါ့နော်။အိမ်အောင်ရှိနေတဲ့အင်္ဂါသားသမီးများဆိုလို့ရှိရင်မိမိတို့ရဲ့အိမ်အောင်ဘတ်တွေအမျိုးသားအမျိုးသမီးတွေရဲ့ ိမ်ထောင်ရေးဖောက်ပြန်မှုတွေလည်းကြုံတွေ့နိုင်ပါတယ်အထူးဂယုစိုက်ဖို့လိုအပ်ပါတယ်အဲ့တော့မျက်စိမိတ်စုံလုံးကမ်းပြီးတော့ယုံနာမျိုးတွေလည်းမပြုတ်လောက်ရပါဘူးเนาะနည်းနည်းပါးပါးလေးလည်းစုံစမ်းကြည့်ပါအောင်အဲ့တော့အင်္ဂါသားများအောင်မှားကျင်တာကကြတော့အခုခုနှစ်လပိုင်းကာလမှာတော့ပညာရေးတွေကောင်းပြီမဲ့အလုပ်ကံတွေကောင်းပြီမဲ့เนาะခရီးချိုတွေကောင်းပြီမဲ့လို့အိမ်ထောင်ရေးတွေမှာညံတပါတဲ့အခြေအနေတွေမှာလည်း ညံ့ရှိတတ်ပါတယ်။နောက်တစ်ခုကငွေကြေးနဲ့ပတ်သက်ပြီးတော့မှရှုပ်ရှင်းတွေပေါ်ပေါက်တတ်ပါတယ်။ငွေတွေချီးတာတွေငှားတာတွေလုံးဝမလုပ်ပါနဲ့။ငွေကြေးနဲ့ပတ်သက်ပြီးကိုကအမခံပေးလိုက်တာမျိုးတွေစာချုပ်စာတမ်းနံပါတ်ထိုးပေးလိုက်တာမျိုးတွေလည်းမပြုတ်လုပ်ပါနဲ့။ဒီခုနလပိုင်းမှာဆိုရင်အင်္ဂါသားသမီးတွေရဲ့ဖောက်ပြန်မှုတွေကြုံတွေ့တတ်ပါတယ်။နောက်တစ်ခုအနေနဲ့ကကြတော့အင်္ဂါသားသမီးအိုးနော်အရေးကြီးတာကဒီအချက်လက်တွေကကိုကဒီအမြင်ကိုအမြင်တိုင်းလေးပဲ ျမအနေနဲ့ညှဝေပေးခြင်းဖြစ်ပါတယ်ကိုမိတ်ဆွေတို့အနေနဲ့ကကြာတော့မိတ်ဆွေတို့ကရှောင်တဲ့မရှောင်တဲ့ဆိုတာမိတ်ဆွေတို့ပုံမှာပဲမူတည်ပါတယ်เนาะအဲ့တော့အရေးကြီးတာကအင်္ဂါသားမီးတွေကအခုကာလမှာကြတော့အဖြူရောင်နေနောက်ဖြူမိုင်းရောင်နေနောက်တစ်ခုကအဝါရောင်နေရှောင်ရမှာဖြစ်ပါတယ်အဲ့ဒီရောင်နေလုံးဝမဝိစင်ပါနဲ့နောက်တစ်ခုကြောက်စကားကြောက် ဒုက္ခရောက်တတ်ပါတယ်စကားကြောက်နဲ့စိတ်ဝမ်းကွဲစရာတွေကြုံရတတ်ပါတယ်နောက်ဆုံးအနေနဲ့မှားကျင်တာကကြတော့အင်္ဂါသားသမီးတွေကဒီအလုံးကိုင်းနဲ့ပတ်သက်လို့ရှိရင်တိုးတက်ကောင်းမွန်တတ်ပါတယ်လုပ်ငန်းတက်တီထူထောင်တတ်တိုးချဲ့တာမျိုးတွေဖြစ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့ခရီးသွားမယ်ဆိုရင်လည်း အောင်မြင်တတ်ပါတယ်အဲပြောချင်တာကကြတော့စကားပြောဆိုလေးစင်ကြင်ပေးရမှာဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာကိုထိမ့်ချုံနိုင်မယ်ဆိုလို့ရှိရင်တော့အင်္ဂါသားသမီးများကလည်းခုနလပိုင်းမှာအောင်မြင်သွားတတ်ပါတယ်အညံ့မရှိဘဲနဲ့လည်းကြော်လွားနိုင်တဲ့သူတွေဖြစ်နိုင်ပါတယ်အဲ့တော့အင်္ဂါသားသမီးများပြုလုပ်ရမှာကြတော့အတိုက်ခံတော့နည်းနည်းတော့ရှိတာပေါ့နော်အင်္ဂါသားသမီးတွေကအဲ့တော့သူကဘာသာရေးကိုလုပ်ပေးရမယ် ဘာသာရေးကိုထိထိမိမိလေးလုပ်ပေးပါအဋ္ဌိတန်တစ်ခုခုဝင်တာမျိုးတွေပြုလုပ်ပေးပါနောက်တစ်ခုအနေနဲ့ကတော့ဖရားပုံတော်မဲတော်ပုံတော်တစ်ခုခုကိုပူဇော်တာမျိုးတွေဒီဝင်လာတတ်တယ်ပေါ့ဝင်လာပြီးွားရင်ကိုကဟိုပူဇော်တာမျိုးတွေပြုလုပ်ပါတတ်ပါတယ်အဲ့လိုမျိုးလေးပူဇော်ပေးမှဆိုလို့ရှိရင်လည်းကိုယ့်အတွက်လုံးဝကောင်းပါတယ်မဲတော်ဘိုးတော်ရဲ့အောက်ရှောက်မှုတွေလည်းရရှိတတ်ပါတယ်နောက်တစ်ခုအနေနဲ့ဆရာကောင်းတမကောင်းတွေတွေ့ရတတ်ပါတယ်ဆရာကောင်းတမကောင်းတွေ ကုညီမစတတ်ပါတယ်။အဲဝန်ထမ်းဖြစ်တဲ့သူဆိုလို့ရှိရင်တော့ယာတူးတက်ကိန်းတွေရှိပါတယ်။အဲခုနပြောတဲ့ချက်လက်သေးသေးတာကိုကရှောင်ပေးဖို့အရေးကြီးပါတယ်။အဲ့တော့မိမိတို့ရဲ့မွေးနေ့မှာပန်း၉မျိုးပေါ့ရနက်အစုံပေါ့မွေးတဲ့ပန်းလေးတွေ၉မျိုးကိန်းမုတ်ကိန်းမုတ်ရဲ့ရွှေစန်းရဲ့နော်နောက်မုတ်ကလေးပဲရဲ့မုတ်ကလေးပဲရဲ့ မုတ်ကလေးပဲရဲ့ကိတ်မုတ်ရဲ့ရွှေစမ်းရဲ့လင်မန်းလေးတစ်ချက်ထဲမှာပြင်ဆင်ပြီးသွားတာနဲ့ဒီကျမတို့ရွှေမုတ်ထောဖျားဆိုတာရှိပါတယ်ပူတထောင်ဖျားနားမှာပါပူထောင်စီဒီ sorry ပစုံအောင်စီနားမှာရွှေမုတ်ထောဖျားမှာသွားရကတ်လူထမ်းပေးရမှာဖြစ်ပါတယ်အဲ့ဒီမှာမြစ်တာပူပေးပါတမတေဝနှကောင်းနှမြတ်တီကိုမြစ်တာပူပေးရမှာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးများက9လပိုင်းမှာဆိုလို့ရှိရင်အထူးရှောင်းရမှာ ငွေကြေးကိစ္စတွေဖြစ်ပါတယ်အခြေရေးကိစ္စတွေဖြစ်ပါတယ်ကဲအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်အီကျမ်းမာခြင်းတွေနဲ့ပြည့်စုံပါစေရှင်စိတ်သွားတိုင်းကိုပါလူရဆန္ဒတွေပြဝနိုင်ကြပါစေရှင်ကျမချမ်းမာဗီဒီမေးမယ်ဆိုလို့ရှိရင်တော့399 898 90တင်ငန်းက399 9900 Viper များဖွင့်လင်ထားပါတယ် Viper ကနေတဆင်နဲ့မင်းမြန်းနိုင်ပါတယ်စုံစမ်းနိုင်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့ ကျမရဲ့ TikTok ကောက်ထဲဝင်လိုက်တာနဲ့ link လေးချလာတာရှိပါတယ်အဲ့ဒီ link လေးကိုနှိပ်လိုက်လို့ရှိရင်ကျမရဲ့ Facebook page ရောက်ပါတယ်အဲ့ဒီ page ကနေမှတဆင့်စာပို့မင်းမြန်နိုင်ပါတယ်အရင်တုန်းက page အဟောင်းတွေကလော့ကျသွားတာဖြစ်တဲ့အတွက်ကြောင့်အခု page အတစ်ကိုထပ်ပြီးတော့ဖွင့်ပေးထားပါတယ်ကဲကျမမိတ်ဆွေများအားလုံးကိုပဲကျေးဇူးတင်ပါတယ်ရှင်